ဟယ်လိုအားလုံးမင်္ဂလာပါဖူအောင်မချန်ကနေကြိုဆိုပါရစေ။ဆိုတော့ပရီးမီးယားလိဂ်တွေကစားအပြီးမှာဒီတစ်ပတ် mid week မှာဆိုလို့ရှိရင် Champions League တွေရှင်ပြိုင်ကစားကြဖို့ရှိပါတယ်။ဒီထဲမှာမှကျွန်တော်အနေနဲ့ဒါ အာဆင်နယ်ပွဲစဉ်အကြောင်းကိုကျွန်တော်ဒါနေနဲ့လေးကျွန်တော်ပြောကြည့်အောင်ပေါ့နော်ဆိုတော့ဒီမှာတော့အာဆင်နယ်ကကျွန်တော်ဒီဆလာဗီးယားရဲ့ queen ကိုတွားပြီးတော့ရှင်ပြိုင်ကစားရမယ်အာဆင်နယ်ကချန်ပီယံစ်လိသုံးပွဲမှာ100% winning record ကြီးကျွန်တော်ရထားပြီးတော့ဒါသူတို့ရှင်ပြိုင်တွားပြီးတော့ကစားမယ်အတင်းကတော့ဒီသုံးပွဲကစားပြီးတဲ့အချိန်မှာကျွန်တော်ပေါ့နော်ဒါလုံးဝကိုနိုင်ပွဲမရသေးတဲ့အတင်းမှာ ဆိုတော့အာဆင်နယ်အတွက်ဒီပွဲကလူစင်းအပြောင်းလဲတွေမြင်ကျွန်တော်ရှိလာအောင်မလားပေါ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်လူစင်းအပြည့်နဲ့ပွဲထွက်လာပြီးတော့ဂူပြတ်နိုင်ပွဲတွေဘာတွေရဖို့သူထပ်ပြီးတော့ကြိုးပမ်းသွားမလားတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့အာဆင်နယ်အနေနဲ့ဒီပွဲမတိုင်ခင်မှာဆိုလို့ရှိရင် weekend မှာသူတို့တွေဘန်လီနဲ့ကစားခဲ့ရတယ်အဲ့ဒီရှိမှာဆိုလို့ရှိရင်လည်းပဲသူတို့ Brighton နဲ့ပေါ့နော်ဒီကစားခဲ့ရပြီးတော့တပတ်မှ2ပွဲ3ပွဲလောက်ထိသူတို့ကန်နေရတာဆိုတော့ Arteta အနေနဲ့ injury ပြဿနာရနေတဲ့အဓိကကစားမတွေလည်းရှိထားတော့ ဒီလိုမျိုးထက်ပြီးတော့ injury ပြဿနာတွေမကြုံရအောင်ပေါ့နော်။ကစားမအပြောင်းလဲတွေမင်းကျွန်တော်လှုပ်လာမလားပေါ့။နောက်နောက်တစ်ခုရှိတာကလက်ရှိသူတို့ရဲ့အခြေအနေနဲ့လက်ရှိသူတို့ရှိမယ့်ကစားမယ့် Slavia ရဲ့အခြေအနေနဲ့ကအရင်ကွာဟမှုကကြီးတယ်။ဒီတော့သူတို့အနေနဲ့ပေါ့နော်အပြောင်းလဲတွေမင်းလှုပ်လာမလားတခြားနေရာပေးတဲ့ကစားမတွေကိုပေးလာမလားပေါ့။ဒါအာဒီတာအနေနဲ့ဟိုအရင်ဆုံးနိုင်ပွဲရအောင်ကြိုးပမ်းရမှာဖြစ်တဲ့အတွက် နိုင်ပွဲရအောင်လှုပ်ပြနေတဲ့လူစင်းနဲ့ပွဲထွက်လာဖို့တော့အခြေအနေများတယ်။ဆိုတော့ဒီဘက်ကကျွန်တော်အနေနဲ့အင်ရှင်ဖြစ်တဲ့ Slavia ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Champions League သုံးပွဲကစားပြီးထားတဲ့အနေအထားမှာကျတို့ကတပွဲမှအနိုင်ရထားခြင်းမရှိသေးဘူးနှစ်ပွဲတည်ကြီးကြာထားပြီးတော့တပွဲရှုံးနေထားပါတယ်တိုက်စစ်ကသုံးပွဲမှာနှစ်ဂိုးရထားတဲ့ခန်းစစ်က၅ဂိုးကြီးကျွန်တော်ပြန်ပေးထားရတယ်ဒါဆလာဗီယာကတော့ကျွန်တော်နေတဲ့အက်တလန်နာနဲ့ပွဲမှာဂိုးမရှိတည်ကြီးကြတယ်အက်တလန်နာတော့ဂိုးမရှိတည်ကြီးကြတယ်အင်တာမီလန်နဲ့ပွဲမှာတော့သူတို့တွေ၃ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ရှုံးပြီးတော့ဘိုရိုဂလင့်စ်နဲ့ပွဲမှာတော့တစ်ဖက်ကို၂ဂိုးစီတည်ကြီးကြထားတယ်ဆိုတော့ဒီဘယ်လိုပြောမလဲသူတို့အတွက်ကလည်းအချိန်ကြီးရပါတော့ဘယ်လို ဒုက္ခပိနေမှုကျူးပန်းမယ်ဆိုမြအာစနေကူဒီအချိန်မှာရှင်ကစားဘူးလို့ဘာလို့ကတော်တော်ကိုမလွယ်တာပါဆိုတော့အာစနေဟာလက်ရှိကျွန်တော်တို့နေဒီချန်ပီယံစ်လိမှာဆိုလို့ရှိရင်ရီယယ်မက်ထရီတို့เนาะဒီအင်တာတို့ဘိုင်ယန်တို့ PSG တို့လိုပဲသုံးပွဲစလုံးအနိုင်ရထားပြီးတော့ယာနုံမြေနိုင်ပွဲကြီးသူတို့ရထားတယ်အဲ့ဒီတည်းမှာမှအင်တာမီလန်နဲ့အာစနေပဲပေးကူမရှိသေးတဲ့အတင်ရှိသေးတာဒါကိုကျွန်တော်ကြည့်မြင်ဆိုလို့ရှိရင်ဒီစလာဗီးယားအတွက်ကအာစနေဟာ တို့ရှင်လို့ရတဲ့အနေထိုင်မျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်အနေနဲ့အာဒီတာကတော့ထပ်ပြီးတော့နိုင်ပွဲတွေရဖို့ကြိုးပမ်းလာအောင်ပဲပြီးတာနဲ့ကျွန်တော်က clean sheet တွေတက်နေတယ်များတို့ယူဖို့ကြိုးပမ်းမယ်။ဒါအပြင်ဂိုးပြတ်တွေရဖို့တို့ကြိုးပမ်းမလားပေါ့။နောက်တစ်ခုက Champions League ပွဲစဉ်ဖြစ်တဲ့အတွက်ဘလို့အသင်းမျိုးနဲ့ပဲဖြစ်ဖြစ်အကောင်ဆုံးကစားမတွေကိုပေးကစားလိုက်မယ်လို့ထင်တယ်။တခုရှိတာကတော့ဒုတိယပိုင်းကျမှလူစားလဲတာမလဲတာကတပိုင်းပေါ့နော်။ပွဲထွက်လာတဲ့အနေအထားမှာကစားမတွေက Champions League ကစားကြင်ကြတယ်ဗျ။အဲ့တော့ပြိုင်ဘက်ကအသင်းကြီးပဲဖြစ်ဖြစ်အသင်းငယ်ပဲဖြစ်ဖြစ် ဟိုနိုင်ပွဲရဖို့ဒီတာအဓိကဦးစားပေးဖြစ်တဲ့အတွက်နိုင်ပွဲယူတာတေချာလောက်မဲ့နိုင်ပွဲယူပေးနေတာတေချာလောက်မဲ့လူစင်းနေပွဲထွက်လာမှာပဲဆိုတိုင်းစစ်မှာလည်း weekend မှာဆွမ်းဆောင်ရီကောင်းကြီးပြခဲ့တဲ့ Yokres to Luke Zama တွေကိုထည့်ပြီးတော့ပွဲထွက်လာဖို့ရှိတယ်။ Saka တို့ Trossard တို့နဲ့ဒါမှမဟုတ် Martinelli တို့နဲ့ပေါ့နော်။ Quinlen ကလည်းအပြောင်းလဲကျွန်တော်ရှိဖို့မရှိဘူး။ဒါ Odigate တို့ဘာလို့က ဘလို့ပြောမလဲဒီဒံရပြဿနာတွေကြောင့်နားနေရအောင်ဆိုတော့ i0 နဲ့ပဲပွဲထွက်လာမှာပဲ rise နဲ့ supermanity နဲ့အတူနောက်တန်းမှလည်းအပြောင်းလဲဖြစ်ရင် lewis kelly ပဲပြောင်းလဲလိမ့်မယ်ကျွန်တော်ကတော့အပြောင်းလဲဖြစ်လိမ့်မယ်လို့မထင်ဘူးဆိုတော့ arsenal ကပြည်တွင်းပြိုင်ပွဲဒီမှာကောပြည်ပပြိုင်ပွဲဒီမှာကောအရန်အချင်းကြီးကောင်းနေတာဆိုတော့ဒီပွဲမှာလည်းပနကူးထပ်ပြီးတော့ပြတ်မလဲဆိုတာပဲကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဟို Slavia အနေနဲ့ Arsenal ကိုရှင်လို့မရတယ်လို့ Arsenal လိုမျိုးခံစစ်ကိုသူတို့ဂိုးသွင်းမှုကလည်းမလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်စဉ်းစားကြည့်ရင် အာဇနီဟာပရီးမီးယားလိမှာကောဥရောပပြိုင်ပွဲတွေမှာကောတောက်လျှောက်ဆိုလို clean sheet တွေဇက်တက်ယူထားတာ Champions League ဆိုလို့ရှိရင်ဘလုံးအောင်ပေးကိုတကူမှမရှိသေးဘူးပရီးမီးယားလိဒီ weekend မှာလည်းပေးကိုမရှိခဲ့သေးဘူးပရီးမီးယားလိနောက်ဆုံး9ပွဲပေးကိုတကူမှကျွန်တော်ရှိမထားသေးဘူးဒါအပြင်ကျွန်တော်တို့ဘောနော်ဒီအဲထောင်းပြီးခဲ့တဲ့ midweek မှာကစားခဲ့တဲ့ Brighton နဲ့ EFN Cup မှာဆိုလို့ရှိရင်လည်း 2C နဲ့နိုင်ပြီးတော့ပေးကိုမှမရှိခဲ့ဘူးဆိုတော့ Gabriel က DR ဒီမှာအရင်ကောင်းတဲ့ performance ဒီပိုင်းဆိုင်နေတဲ့ Cancel ပိုင်းပဲဖြစ်ဖြစ် ဆက်ဘီစ်ဒီမှာ attacking mind နေပဲဖြစ်ဖြစ် defending mind နေပဲဖြစ်ဖြစ်ပေါ့နော်အရန်ကောင်းတဲ့အနေအထားတွေကျွန်တော်တွေ့နေရတယ်အမားတွေပါတယ်လောက်တိုင်းမှုလည်းကျွန်တော်မတွေ့ရဘူးဆိုတော့ဒါကြောင့်ပေါ့နော်အကယ်လို့အသင်းပေါ်တရကမှားရင်တောင်မှသူဟာ recover ပြန်လုပ်ပြီးနိုင်စွမ်းကျွန်တော်ရှိတယ်ဒါကြောင့် Gabriel ဟာဒီရဒီမှာအရန်ကောင်းနေတဲ့အခြေအနေမျိုး Saliba နဲ့ Gabriel ရဲ့အတွဲပွဲထွက်လာပြီးတော့ Timber လို့ပါလာဦးမယ့်အခြေအနေမျိုးမှာ Lewis Kelly ပါလာလို့ Arsenal နောက်တန်းကအားနေသွားမယ့်အနေအထားမှာကျွန်တော်မရှိပါဘူးဒါပြင် Champions League မှာလည်း Arsenal ကတောက်လျှောက်ဆိုလို့ဂူပြက်ဒီပါတွေတိတ်ထားတာ เนาะဒါအပြင်ကျွန်တော်တို့ Atletico Madrid လို့အသင်းမျိုးကိုလည်းဂိုးပြတ်တွေအနိုင်ယူပြထားတာဆိုတော့ Slavia ရဲ့အတ ିକ ရည်ရွယ်ချက်ဒီပွဲကတက်နေတယ်များပေကူမများဖို့ပဲသူတို့ဂျိုးပန်းမှာပါเนาะပေကူတွေမများဖို့သူတို့ဂျိုးပန်းမယ်အကယ်လို့ဂိုးတွေမပေးအောင်တက်နေတယ်များသူတို့ဂျိုးပန်းမယ်ဒါတွေဒီသူတို့ရဲ့အတ ିକ ရည်ရွယ်ချက်ပဲကျွန်တော်ဖြစ်ရမှာ Arsenal ကိုသူတို့ရှင်ကစားလို့မဖြစ်ဘူးခန်စစ်ကိုသူတို့ကြည့်လေအောင်ကစားရမယ်ဆိုကျွန်တော်ကတော့ဒီပွဲမှာလည်းအာဇနယ်ရဲ့တိုက်စစ်အခြေချင်းကိုထပ်တွေ့ရအောင်မလို့ကျွန်တော်ထင်တယ်အနည်းဆုံးတော့2-0 3-0လောက်ထိသွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုညီကလူအနေနဲ့ရော အာဆင်နယ်နဲ့ဒီနေ့ပွဲစဉ်မှာဘလူးရက်ရက်တွေထွက်ပေါ်အောင်ဆွမ်းဆောင်လာနိုင်လိမ့်မယ်လို့ထင်ကြတယ်။ဆုနေကြပါအောင်အားလုံးကိုချစ်သူများကြီးဒီမှာလေး